Hello မိတ်ဆွေတငယ်ချင်းများအားလုံးမင်္ဂလာပါရှင်ဒါတော့ by stellar inquiry မှာပြန်လည်ကြိုဆိုပါရစေခုကြည့်ပေးမယ့် reading လေးရတော့ပေါ့နော်တစ်ဖက်သူပေါ့နော်ကိုယ့်ကိုယ်တရိယာဒေတာဆိုပြီးတော့မှကြည့်ပေးမှာပဲဖြစ်ပါတယ်တင်းရဲ့တစ်ဖက်သူတင်းကိုယ်တရိယာနေဒေတာဆိုပြီးတော့ကြည့်ပေးမှာဖြစ်ပါတယ်ဒီမှာ group လေးသုံးခုလည်းခွဲပေးထားပါရစေ group 1 group 2 group 3ပေါ့နော် group လေးသုံးခုတွေကနေပြီးတော့မှမိမိချန်နှစ်တရဟိုမျက်စိထဲမှာကိုယ်စိတ်ထဲမှာဆွဲဆောင်ဆုံးဖြစ်တဲ့ကလေးတစ်ခုကိုရွေးပြီးတော့မှအဖြေလေးကိုကြည့်ပေးပါရှင် အဆိုဒီ group လေးကနေပြီးတော့မှစပြီးတော့ကြည့်လိုက်မယ်နော်ဒီ group 1လေးကနေစပြီးတော့ကြည့်ပါမယ် group 1လေးတွေဝေးထားတဲ့သူလေးတွေအနေနဲ့တစ်ဖက်သူပါပေါ့နော် group 1လေးတွေကိုသတိရနေသေးလားပေါ့နော်ဒါလေးကိုကြည့်ပြပါမယ် ူဝန်လေးတွေတပတ်သူဇူဝန်လေးတွေကိုတရိယာနေသည်လားပြောဖို့ကြုံနေပြောဖို့ကြုံရဲ့အဲကဲတော့ကဲတော့ပတ်တကယ် အင်းတကယ်တန်းတော့တကယ်ဆိုတော့သူ့မှာလေသူ့ဘယ်လိုပြောလဲကိုယ်တရိယာသေးလားဆိုလို့ရှင်အားကြတော့ကိုယ်တရိယာဖို့တည်းသူ့ရဲ့လုပ်ငန်းတွေသူ့ရဲ့မိသားစုရေးကိစ္စတွေပေါ့နော်သူ့ရဲ့လုပ်တိုင်းနေရတဲ့အလုပ်ပဲဖြစ်ဖြစ်ပေါ့နော်တာဝန်ဝတရားတွေနဲ့ပတ်သက်ပြီးတော့သူအချိန်ကုန်နေတာမျိုးတွေငွေကြေးနဲ့ပတ်သက်ပြီးတော့မှသူတော်တော်လေးကိုစူးစမ်းပန်းစားနေရှာဖွေနေတာမျိုးလေးပေါ့နော်အလုပ်စူးစမ်းနေတာမျိုးတွေလည်းပြောလို့ရတာပေါ့နော်တစ်ဖက်ကားဖြင့် တချို့သူတချို့သူတွေအနေနဲ့သူငွေချင်းနောက်လိုက်ပြောပါသူငွေချင်းနဲ့ပတ်သက်ပြီးတော်တော်လေးကိုအဆင်ပြေခိုင်မာနေတာမျိုးလေးတွေငွေချင်းနဲ့ပတ်သက်ပြီးတော်တော်လေးကိုဘောနောသူစူးစမ်းအထောက်ပြီးရှာဖွေစူးစမ်းနေတာမျိုးလေးတို့ဒီမှာတွေ့ရတယ်သူရဲ့အခြေအနေတော်တော်များများလုံစူးစမ်းရင်းနဲ့ပဲဖြစ်ဖြစ်ဘောနောဟိုသူသူဘဝရဲ့လိုအပ်ချက်တွေဘောသူဘဝရဲ့ဘယ်လိုပြောရမလဲတနေ့တာလုပ်ငန်းစောင့်တာတွေနဲ့သူအလုံးရှုံနေတာလို့ကိုယ်တတိပြောလို့ရရပါတော့ကိုယ်ကိုတတိရလာဆိုလို့ရှင်ကတော့ကိုယ်ကိုတတိရတာတည်း သူသူ့ဘာသာသူအထင်ကုန်နေရမျိုးလို့ပြောရမှာပေါ့နော်သူကသူလုံးကြရရင်ရှိရနှုတ်ရင်တနေ့တနေ့သူမိသားစုနဲ့အချင်းကုန်ရင်ပေါ့နော်အဲ့လိုမျိုးလေးအချင်းလေးတွေကိုဖြတ်တန်းနေရမျိုးလို့ဒီမှာတွေ့ရပါတယ်သလပါတဲ့နာမည်နော်သလပါလို့ဖြစ်သူကသူအချင်းကုန်ပြီးဖြတ်တန်းပြီးတော့မှကိုယ့်ကိုတရိယာဖို့လို့ပြောကမှသလဘာကတ်ထွက်လာတာဆိုတော့ သူအခုလက်ရှိသူ relationship အသက်တစ်ခုတို့ဒီမှာပြောရမှာပေါ့နော်အခုသူကိုယ်သတိရတာတဲ့သူနဲ့သူနဲ့ life ဖက်ညီတဲ့သူသူရှိတဲ့သူနောက်ထပ်တရားတွေးနေတာမျိုးပေါ့နော်အဲ့လူနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ဖို့အတွက်စဉ်းစားနေတာမျိုးအဲ့လူနဲ့မိသားစုဘဝတစ်ခုလောက်ထိသွားဖို့အတွက်အဲသူတော်တော်လေးကိုဘယ်လိုပြောမလဲယူရထားတာမျိုးလေးဒီမှာတွေးရတယ်ပေါ့နော် ကိုယ်တရိယာတင်လာဆိုရင်တော့ဒီမှာတွေ့ရတဲ့တော့ကတော့ကုလကြီးရယ်ပေါ့နော်ဒီဂရူဝန်လေးတွေဝေးထားတဲ့သူလေးတွေကိုတော့တတိယတာမျိုးတော့ဒီမှာမတွေ့ရဘူးပေါ့နော်ကျွန်မတွေ့ရတဲ့တော့နာဆိုလို့ရှိရင်လည်းသူအခုဒီဆက်ဆက်ရေးတကူနဲ့ပတ်သက်ပြီးတော့မှသူတော်တော်လေးကိုမှအဆင်ပြေနေပြီပျော်ရွှင်နေပြီပေါ့နော်တခြားအရာတွေကိုသိပြီးတော့မတွေးတော့ဘူးငွေကြေးလည်းအဆင်ပြေနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူကမှဘယ်လိုပြောရမလဲ သူအင်အောင်တခုပြုမယ်မိသားစုတခုကိုစတင်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ပြေစုံနေပြီပေါ့နော်အင်အောင်ဒီတခုဒီသွားဖို့ဒီသူအဆင်ပြေနေတဲ့အနေအထားမျိုးလေးတွေ့ရတယ်သူ့ဘဝကနောက်တဆင့်ကိုထပ်တက်ဖို့အတွက်ဟိုမှာငွေကြေးပြေစုံနေပြီဖြစ်တဲ့အကြောင်းမလို့သူမိသားစုတခုကိုဖန်တီးတော့မယ်ဆိုတဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးဖန်တီးဖို့အတွက်လည်းသူနားမှာသူနဲ့အတူတူအဲ့မိသားစုဘဝကိုထူထောင်ဖို့လူတယောက်ကလည်းအဆင်သင့်ရှိနေတာမျိုးလေးအဲ့ဒီလူနဲ့အခုလည်းအဆင်ပြေပြီးတော့ဆက်သွားနေတာမျိုးလေးသူနဲ့လည်းရှေ့ဆက်ပြီးတော့မှာ ဟိုဘယ်လိုပြောမလဲမိသားစုတစ်ခုထူထောင်မှုကိုရည်ရွယ်ထားတာမျိုးလေးလည်းဒီမှာတွေ့ရပါတယ်ရှင်။ပြောမယ်ဆိုလို့ရှင်တော့ဒီ group one လေးတွေဝေးထားတဲ့သူလေးတွေကိုတတိယတင်လာဆိုရင်တော့ဒီမှာတော့တတိယရဲ့လို့တော့မမျိုးဘူးပေါ့နော်။စေမကောင်းစားလည်းပြောရမှာပဲဖြစ်ပါတယ်။သူ့မှာကသူ့ဘေးနားမှာသူနဲ့အတူတူဘယ်လိုပြောမလဲ live တစ်ခုလောက်ဒီပေါ့နော်။တွားဖို့အတွက်လူဘေးနာမှာအဆင်သင့်ရှိနေပြီဖြစ်တယ်လို့ဒီမှာတွေ့ရပါတယ်ရှင်အဲလူနဲ့လည်းအဆင်ပြေတယ်ပေါ့နော်ရှေ့ဆက်ပြီးတော့လည်းအဲလူနဲ့ထပ်ပြီးတော့ဟိုမိသားစုတစ်ခုလောက်ကို သားစင်မြေဆက်ပေါ့နော်သားသမီးတွေနဲ့အဲ့လိုမျိုးသွားဖို့ဒီ UN ဒီလိုမျိုးလေးဒီမှာတွေ့ရပါတယ်ရှင်ဟုတ်ကဲ့ဒါလေးကတော့ group 1လေးအတွက်ကြည့်ပေးထားတာပဲဖြစ်ပါတယ်ရှင်အဲဆိုရင် group 2လေးတွေစီကိုသွားလိုက်မယ်နော်ဒီဂရုလေးကိုရထားတဲ့သူလေးတွေအတွက်ကြည့်ပေးမှာပဲဖြစ်ပါတယ်။ဂရုတို့ကိုရထားတဲ့သူလေးတွေအတွက်ပေါ့နော်။တစ်ခါသူကသတိရနေသေးလားလို့ကြည့်ပေးပါမယ်။ဒါ January တွင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ကိုနဲ့ ဲလိုဟိုကိုင်းညီမှုမရှိဘူးပေါ့နော်တိုက်ဆိုင်မှုဆိုလို့ရှိရင်လည်းအဖြေကိုပေါ့နော်စီးရီးဖြစ်စရာမလိုပါဘူးဒါတိမ်မှန်တစ်ခုအနေနဲ့ပဲကြည့်ပြလို့ရပါတယ်ရှင်ဒါလိုကိုရေးတဲ့ group နဲ့မကိုက်ဘူးဆိုလို့ရှိရင်တခြား group တစ်ခုကိုရွေးပြီးတော့လည်းကြည့်ပြီးလို့ရပါတယ်เนาะ group တိုးလေးတွေဝေးထားတဲ့သူတွေတွေအနေနဲ့တစ်ဖက်သူက ดูดูเลยดูดูเลยเดี๋ยวไปตัวตรียานี่เลยล่ะสักทีเนาะ ကိုနဲ့ပတ်သက်ပြီးတော့သူနည်းနည်းလေးတွေးနေတာမျိုးလေးခါတရံတော့သူစိတ်ထဲကနေပြီးတော့မှတရားတဲ့ခါမျိုးလေးတော့ရှိရတယ်ပေါ့နော်ဒါပေမဲ့အရင်ကြီးဘယ်လိုပြောမလဲပြင်းပြင်းပြပြကိုကိုတရားနေတာမျိုးတော့မှမတွေးရပါဘူးပေါ့နော် This all ကသစ္စာကံရဲ့ဖိနော်ဖို့ချင်းနေ ေတော်ဝန်မာရခူတူးလေးတွေကိုကြည်လိုက်တဲ့အခါမာရခူတူးလေးတွေရဲ့တစ်ဖက်သူက ကိုယ့်ကိုတခါတရံသတိရနေတယ်ဆိုပေမဲ့လည်းသူသူ့မှာပေါ့နော်တခြားဂိူးဆိုင်ရမဲ့သူလေးနဲ့ဂိူးဆိုင်ရမဲ့သူလေးတွေရှိနေတာမျိုး ဟိုကိုနဲ့ပတ်သက်ပြီးတော့မှပြီးဆုံးသွားပြီဆိုပြီးတော့မှသူခိုင်ယူထားတာမျိုးပေါ့နော်။ကြောင်းလဲသွားရည်ဆိုပြီးတော့မှသူနဲ့ပြောပြောမယ်သူဟောသူနဲ့ကိုနဲ့ကြားထဲမှာအချိန်ကြီးကအကုန်လုံးဘာမှမဆိုင်တော့ဘူးပေါ့နော်။အင်္ဂါလို့မဟုတ်တော့ဘူး။ကြောင်းလဲသွားရည်ပဲဆိုပြီးတော့မှဟိုတခါတရံမှာကိုနဲ့ပတ်သက်ပြောနေကြင်ရတာမျိုးလေးတွေဟိုစိတ်ထဲကနေပြီးတော့မှဟိုကိုနဲ့ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်ဒါမှတကယ်တကယ်ကြတော့သူဘယ်လိုပြောရမလဲ။မဆက်သွယ်ပြဖို့ပေါ့နော်။စိတ်ထဲမှာရှိရတဲ့စကားတွေလည်းထုတ်မပြောပြဖို့စိတ်ထဲကရှိရတဲ့အတိုင်း သူနေလို့မရဘူးပေါ့နော်သူနားမှာသူခင်းဆိုင်ရမဲ့သူလေးတွေရှိနေတာမျိုးလေးတွေသူ့အတွက်တာဝန်တရားတစ်ခုဘေးနားမှာရှိနေတာမျိုးလို့တည်းဒီမှာတွေ့ရပါတယ်ရှင်အဲ့တကြောင်မလို့တစ်ခါကြာလို့ရှင်လဲပေါ့နော်သူကိုနဲ့ပတ်သက်ပြီးတော့တရားတဲ့အခါမျိုးမှာနာကျင်ရတာမျိုးလေးတွေနာကျင်ရတဲ့ဆိုရင်မလဲဘယ်လိုပြောမလဲအဲ့နာကျင်မှုတွေကိုတော့သူကိုစားနေတာမျိုးလို့လည်းတွေ့ရတယ်ပေါ့နော်အဲ့နာကျင်မှုတွေကလည်းမကြခင်မှာပျောက်ခင်းတော့မဲ့အနေထားမျိုးလေးတွေ့ရတယ် ဟုတ်သတိရတယ်ဆိုလို့ရှင်ဒါမှတကယ်တမ်းကြာလို့ရှင်တော့သူမဆက်သက်ဖြစ်တာမျိုးလေးတွေကိုစီကိုတကယ်တမ်းကြာပါတော့အရှင်ယူဖို့ဖြစ်တိုင်းမဖြစ်နိုင်တာမျိုးလေးပေါ့နော်ပြီးဆုံးသွားတဲ့ဆက်ဆံရေးတစ်ခုပေါ်မှာခုနေနဲ့လက်ခံလိုက်တာမျိုးဒီဆက်ဆံရေးတစ်ခုသူအဆုံးတက်လိုက်ရတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရပါတယ်ရှင်သူစိတ်သူဘောင်ခက်လိုက်ရတာမျိုးပေါ့နော်သူစိတ်သူပြန်ပြီးတော့တတ်မှတ်လိုက်တာပေါ့။အော်သူငန်းကလည်းဘာမှမပတ်တတ်တော့ဘူးပဲဆိုပြီးတော့မှသူစိတ်ကိုသူအဲ့လိုမျိုးလေး တွေးထတာမျိုးတို့ဒီမှာတွေးရတယ်နာဆိုရှင်တဲ့မုံသူရဲ့အတိတ်တရားထဲမှာကသူကလက်ခံထားတယ်ပေါ့နော်သူတို့ကိုဒုံးတယောက်ကဘာမှမပတ်သက်တော့ဘူးပဲပြီးဆုံးသွားတယ်ဆက်ဆံရေးတခုဖြစ်သွားပြီးငါသွားပြီးတော့မှစကားပြောလို့မသိတော့ပါဘူးလေဆိုပြီးတော့မှအဲ့လိုမျိုးလေးပေါ့နော်သူတခါတရံမှာတွေးလေးတွေနဲ့စိတ်မချမ်းသာတာမျိုးလေးတွေအဲ့တွေးလေးတွေကြားခဲ့ပြီးတော့မှ မဖြစ်နိုင်တော့တာကိုတွေးတွေးမိသွားတာမျိုးပေါ့နော်တတိယပဲမလဲမဖြစ်နိုင်တော့ဘူးဆိုတဲ့စိတ်ကြောင့်မလို့သူဘာမှမပြောပြတာမျိုးလေးတွေအဲ့လိုမျိုးလေးတော့ဒီမှာတွေးရပါလိမ့်ရှင်ဘယ်ကောဒီမှာလဲ night of pentacle ဆိုတော့လေအရှင်ယူဖို့တော့ဘယ်လိုမှမဖြစ်နိုင်တာမျိုးလေးနဲ့ဒီမှာတွေးရတယ်ဒီကိုယ်တိုင်ကလည်းလက်ခံထားလိုက်တာမျိုးတကယ်တကယ်ကြားလဲဆက်သွယ်ပြတာမျိုး လိုမျိုးလေးတွေ့ရတယ်သူသွားဆက်ရှိရတယ်လောက်ဆက်ရှိရတယ်သူဘဝအတွက်လုံနေရင်လုံနေရင်တလန်နဲ့ပေါ့နော်အေးအေးဆေးဆေးတတ်တာတတ်တာလေးပဲအញ្ញကြီးတက်တက်ကြကြနဲ့မဟုတ်ဘဲနဲ့ဘယ်လိုပြောမလဲသူစိတ်ထဲမှာတစ်ခါတရံကြောင်းရှင်နာချင်းမှုတွေကိုအလူလဲကိုကြောင့်မို့လို့ပဲဖြစ်ဖြစ်ပေါ့နော်သူစိတ်ကအစမပြေတဲ့အခါမျိုးလေးတွေရှိနေတာမျိုးလေးတွေ့ရတွေ့ရတယ်ပေါ့နော်နားလဲ2.1ဆိုတော့လေ ကိုတရိယာလာဆိုတော့တရိယာတော့ရတယ်ဒါပေမဲ့သူဘလောက်ရမယ်ဆိုပြီးမှစဉ်းစားဆုံးဖြတ်ထားတာမျိုးတခြားစင်းမစဉ်းစားနိုင်တာမျိုးမဆုံးဖြတ်နိုင်တာမျိုးလေးတွေဒီမှာအများကြီးတွေ့ရပါတယ်ရှင်ဘာလောက်ရမယ်ဆိုတာမျိုးသူကသူကောင်းကောင်းမသိတာမျိုးပေါ့နော်တွေ့ဝေတာမျိုးလေးတွေမလုပ်ရင်ပိုကောင်းမလဲဆိုတာမျိုးလေးကိုသူထက်ခါထက်ခါစဉ်းစားနေတာမျိုးအဲ့အဲ့အတွက်ကြောင့်မလို့လေသူတွေ့လေးနေသူရှုပ်ရှက်ခက်ပြီးတော့ပေါ့နော်တကယ်လက်တွေမှာဘာမှမလုပ်နိုင်တာမျိုးလို့ဒီမှာတွေ့ရတယ် ခါခါကြောက်လဲကိုယ်နဲ့ပတ်သက်ပြီးတော့မှပြန်မလဲပြီးတော့ပေါ့နော်ဟိုစိတ်ကတချို့သတိရတဲ့အခြေမျိုးလေးတွေမှာဆိုလို့ချင်းကိုယ်နဲ့ပတ်သက်ပြီးတော့မှမထင်ထားလောက်တဲ့အနေအထားမျိုးလေးတွေမမျှော်လင့်ထားတဲ့သူ့စိတ်ဟိုတော့သူစိတ်ကိုတောင်သူမခံမနိုင်တဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်ကိုယ်နဲ့ပတ်သက်ပြီးတော့မှဟိုဘယ်လိုပြောမလဲထင်ရလုတ်ပြလိုက်မဲ့အနေထားမျိုးလေးတွေအရေးဆုံးပြလိုက်မဲ့အနေထားမျိုးလေးတွေပေါ့နော်အဲ့မျိုးလေးလှုပ်ချင်တာမျိုးလည်းရှိတယ်ကိုယ်နဲ့ ိုချောင်းကိုတွေးမိတဲ့အခါမျိုးကိုယ့်ကိုတတိရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တစ်ခါတလေစွန့်စားလိုက်ချင်တာမျိုးလေးဒါမှမဟုတ်တစ်ခါကျရင်သူ့စိတ်ကိုသူပြန်ပြီးထိ ंछ ုပ်လိုက်တာမျိုးပေါ့နော်မဖြစ်နိုင်တော့ဘူးဆိုတဲ့စိတ်နဲ့အဲ့လိုမျိုးလေးသူ့ကိုဒူးဟဖြစ်နေတာမျိုးလေးတွေနှိမ့်စိတ်နှစ်ခွဖြစ်နေတာမျိုးတွေလည်းပြောလို့ရတာပေါ့နော်သူလမ်းပြောင်းတာမျိုးလို့လည်းပြောလို့ရတာပေါ့တစ်ခါကျလို့ရှိရင်စဉ်းစားရင်းနဲ့အချိန်ကုန်ပြီးတော့ဘာမှမလုပ်ဖြစ်တာမျိုးလို့လည်းပြောရမှာပေါ့နော်တတိယလားဆိုလို့ရှိရင်အတော့ဘူးတူလေးတွေဝေးထားတဲ့သူတွေနဲ့တစ်ဖက်သူကတတိယနေတယ်အဲ့တတိယနေပြင်မဲ့လည်းတကယ်တမ်းကျလို့ရှိရင်တော့ တရရဲ့အကြောင်းရင်းတွေကိုသူအကြောင်းအရာတွေကိုလည်းကိုယ့်ကိုပြောပြလို့လည်းမဖြစ်ဘူးပေါ့ပြောလည်းမပြမပြနိုင်ဘူးပြောပြလို့မဖြစ်တဲ့အနေအထားတွေလည်းရှိနေရတဲ့ကြောင့်မလို့အဲ့ဒီအနေအထားတွေကနေပြီးတော့လည်းသူအဲ့ဒီအနေအထားကိုလက်ခံထားပြီးတော့တကယ်တကယ်ကြာလို့ရှိရင်တော့သူအများကြီးကိုကြောင်းကိုစဉ်းစားတယ်တွေးတယ်ဘာလုပ်ရင်ကောင်းမလဲပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့မှဒီကကြာလို့ရူးမိုက်မိုက်စဉ်းစားပြီးတော့မှတော့ဘာနေနေလုံးမယ်ကွာဆိုပြီးတော့သူအဲ့လိုမျိုးလေးစိတ်ကူးတယ်ဆိုပေမဲ့ဒါမဲ့လည်းဒီကကြာလို့လည်းအော်သူနဲ့ပြီးဆုံးသွားပြီငါဘာမှလုပ်လို့မရတော့ပါဘူးလေ ဆိုပြီးတော့အဲ့လိုမျိုးလေးပြန်ပြီးတော့သူစိတ်သူပြန်ထိန်းချုပ်နေရမျိုးလေးရှိတယ်အဲ့အတွက်ကြောင့်လည်းသူနာကျင်နေရတယ်လို့ဒီမှာတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါလေးကတော့ခရူတူးလေးအတွက်ကြည့်ပေးထားတာပဲဖြစ်ပါလိမ့်ရှင်အဆိုခရူတူးလေးစီကိုသွားလိုက်မယ်နော်ဒီခရူရေးထားတဲ့သူလေးတွေအနေနဲ့ခရူတူးလေးတွေကိုရေးထားတဲ့သူလေးတွေကိုတစ်ဖက်သူကပေါ့နော်တတိယနေသေးလားဆိုပြီးတော့ကြည့်ပြီးမှာပဲဖြစ်ပါလိမ့်ရှင် သူတွေတွေဝေးထားတဲ့သူတွေတွေကိုတစ်ဖက်သူကတတိယနေသေးလားပေါ့နော် ူသတိရိုးရေးထားတဲ့သူလေးတွေအနေနဲ့ဘူးသတိရတဲ့ဖက်သူကကိုယ်သတိရနေသေးလားဆိုရှင်တော့သူကတော့သူစိတ်ကိုသူပေါ့ပေါ့ပါပါလေးနဲ့လွတ်လွတ်လပ်လပ်လေးပေါ့နော်ကလေးတယောက်လိုပဲပျော်ပျော်နေရတဲ့သူသူ့ဘဝသူအတိုင်းအပူပေးမထားဘဲနဲ့ပျော်ပျော်လေးနေနေတာမျိုးလို့ဒီမှာတွေ့ရတယ်ပေါ့နော်ပြီးတော့ once အပြောင်းလဲလေးတွေဆိုလို့ရှင်လဲသူကပေါ့ပေါ့ပါပါပဲရင်ဆိုင်နိုင်တာမျိုးလေးပေါ့နော်တိုင်းသိပ်ပျော်စီရီယမ်ဖြစ်ဖို့ပေါ့ လို့ပုံစံမျိုးလေးတွေ့ရတယ်အန်ပရာဒါနဲ့လေးတဲ့သူကဟိုဘယ်လိုပြောမလဲသူနဲ့သူကသူဘယ်လိုသူကသူဂယူဆိုင်တက်တဲ့သူမျိုးတခြားသူတွေကိုတိတ်ပြောဂယူမဆိုင်တက်ဘူးလို့ဘယ်လိုပြောမလဲဂယူမဆိုင်တက်တာမဟုတ်ဘူးတခြားသူတွေကို နဲ့တွေ့လို့ရှိရင်တော့တခြားသူတွေအမြင်မှာကျတော့သူကတိတက်တက်နဲ့နေတတ်တယ်ဟိုတာကြီးဟန်ပက်ပက်ပေါ့နော်စကားတွေအများကြီးပြောပြီးတော့မှရင်းနေနေနေတတ်တယ်သူမဟုတ်ဘူးဆိုလို့ရှိရင်ဒါမှသူတကယ်တမ်းကျနွေထွေးတဲ့သူမျိုးလေးတယောက်ဖြစ်တယ်အတွင်းစိတ်ကလည်းသူကနွေထွေးတတ်တယ်ပေါ့နော်ဟိုကျင်နာတတ်တယ်ဘသူ့မဆိုကျင်းကျင်းနာနာနွေနွေထွေးထွေးနဲ့ဆက်ဆံပေးတတ်တယ်ပေါ့နော်လူတိုင်းပေါ်မှာဘသူ့မှာဟိုဘသူပဲဖြစ်ဖြစ်အားလုံးပေါ်မှာနွေနွေထွေးထွေးနဲ့ဆက်ဆံပေးတတ်တဲ့သူတရားလေးလို့ဒီမှာတွေ့ရတယ်ပေါ့နော် သူ့ဘဝသူလည်းဘယ်လိုပြောမလဲအမြင်မှုတွေနဲ့အတူတူသူ့ကိုယ်သူ့ရဲ့ဘဝမှာသူလှုပ်ချင်ရလေးတွေကိုလုံရင်းနဲ့သူ့ဘဝသူချေလဲနိုင်တာမျိုးလေးတွေကိုချစ်တာဘဝမှာကိုရက်တည်နိုင်ပြီးတော့မှဟိုမှာကိုပိုင်လုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဟိုမှာဝန်ထမ်းဆိုလို့ရှိရင်ဒါမှသူ့အလုပ်မှာဆိုလို့ရှိရင်ရာထူးကြီးကြီးမားမားတွေကနေပြီးတော့နေရာတစ်ခုရထားတဲ့သူမျိုးလို့မြင်ရရပါတော့ အမေမူလေးတွေနဲ့သူ့ဘွားသူဆက်ပြီးမှရှောင်းလန်းနေတာမျိုးလေးလို့ဒီမှာတွေ့ရပါတယ်ရှင်ကိုယ်တတိယလားဆိုရင်ကတော့ဒီမှာကတော့သူကအမေမူလေးတွေစုခုနေတဲ့သူမျိုးနည်းနည်းလဲခက်တီတီနေနေတတ်တယ်ဆိုလို့ရှင်နေတတ်တယ်လို့လည်းဒီမှာတွေ့ရတယ်ပေါ့နော်အတွင်းဆဲကတော့နူးညံ့နဲ့နူးထွေးတယ်ဟိုချစ်ချင်နာနာနဲ့ပေါ့နော်ဆက်ဆံတတ်တယ်သူမျိုးဆိုပေမဲ့ဒါပေမဲ့သူကပြင်ပမှတော့တိတ်ပြီးထုံမပြတတ်တဲ့သူမျိုးလို့လည်းတွေ့ရပါတယ်ရှင် ဟိုဒီကတ်ကတ်ဒီကူတို့ရေးထားတဲ့သူတွေတွေအနေနဲ့ကကြာလေဒီမှာမိချကတ်တကြီးပဲကြာတာဆိုတော့လေသူနားမှာသူနဲ့တူတူဘယ်လိုပြောမလဲဟိုတကယ်ကိုပဲသူနဲ့ရင်မောင်းတန်းနိုင်တဲ့သူမျိုးပေါ့နော်ဟိုသူရွေးချယ်လို့ရတဲ့သူမျိုးသူနားမှာရှိနေတာမျိုးအဲ့လိုလူမျိုးတရားနဲ့စုံဖို့အဲ့လိုလူမျိုးတရားနဲ့ပေါ့နော်ဟိုမြင်းမြန်ဆန်ဆန် နေဆက်တော့နေဆက်မဲ့အနေထားမျိုးလေးတွေ့ရတယ်ပေါ့နော်ကိုယ်တရိယာတင်လာဆိုရင်တော့ကိုယ်နဲ့ပတ်သက်တဲ့ခန်းစားချက်တော့ဒီမှာမတွေ့ရတော့ဘူးပေါ့နော်ဂရုတူလေးတွေကိုထားတဲ့သူကိုကြည်ရတဲ့လောက်ကတော့လေသူ့မှာသူ့ရွယ်ချက်ပန်းနိုင်နေအတွက်သူအနာဂတ်အတွက်ပဲဒီမှာစိတ်ထဲမှာထားနေတာမျိုးလေးတွေသူလောက်ဆရာရှိရတယ်လောရင်းနဲ့အမြင်မှုတွေကိုတစ်ခုပြီးတစ်ခုစုခုပြီးတော့ပေါ့နော်ဟိုကောင်းကောင်းမွန်မွန်လေးပဲဘဝကိုရှောင်လန်းနေတာမျိုးလေးတွေပြီးလို့ရှင်သူ့ဘဝအတွက်ရွေးချယ်စရာ ဘယ်လိုပြောမလဲဘဝလက်တွဲပေါ်ပေါ့နော်အဲ့လိုလူတယောက်နဲ့လည်းလက်တွဲပေါ်တရားကိုရေးချဲ့တော့မယ်ဆိုပြီးတော့သူစဉ်းစားနေတာမျိုးလို့လည်းတွေ့ရတယ်တခြားလေးစဉ်းစားဆုံးဖြတ်ပြီးတော့ဒီလူအဲ့လူပေါ်မှာတကယ်ကိုပဲဟိုဘယ်လိုပြောမလဲရုံးမြေကြပေါ့နော်လက်ထက်ပေါင်းတင်လက်ထက်ဖို့အတွက်ရည်ရွယ်ထားတာမျိုးလေးအဲ့လူနဲ့နှိစက်ဖို့အတွက်လေသူစူးစမ်းနေတာမျိုးလေးတခုဒီမှာတွေ့ရပါတယ်ရှင်အဲ့တော့ကြောင့်မလို့လေဒီကလူတတိယရေးထားတဲ့သူတွေကိုစိတ်မကောင်းဘူးပေါ့เนาะပြောရမယ်ဆိုလို့ရှင်ဒီမှာလဲ group 1နဲ့ သိပြောမှမကွာဘူးပေါ့နော်မှဆိုလို့ရှိရင်လည်းဒီ group ပြီးရလဲအဲ့လိုဖြစ်နေတယ်သူအခုလက်ရှိမှာသူသူကိုသူသူချစ်တာပေါ့သူရည်ထိုင်နိုင်နေပြီပေါ့နော်ဟိုဘဝမှာလည်းအောင်မြင်မှုတွေစုကူပြီးနေပြီအဲ့ဒီအတွက်ကြောင့်မလို့သူအဲသူနားမှာဆိုလို့ရှိရင်အစင်တဲ့လက်တွက်ဘောကောင်တယောက်ကလည်းရှိနေပြီလို့ပြောရမှာပေါ့နော်အဲ့ဒီသူနဲ့လည်းနီးစပ်ဖို့အတွက်ဒါမှမဟုတ်ရင်အဲ့လိုလူမျိုးတယောက်နဲ့စုံစည်းဖို့အတွက်အဲ့လိုလူမျိုးတယောက်နဲ့နီးစပ်ဖို့စုံစည်းဖို့ဟို ူနာမှာအမြန်ရောက်လာတော့မယ်လို့ဒီမှာတွေးရတယ်ပေါ့နော်ကိုနှစ်ပတ်သက်ပြီးတော့သူ့စီမှာတော့ကိုနှစ်ပတ်သက်တဲ့ခန်းစားချက်တွေတော့ဒီမှာမတွေးရဘူးပေါ့နော်ဒီမှာမကြာကက်တည်းကြီးပဲကြာတယ်ဆိုပေမဲ့မကြာကက်ဒီမှာလေးကတောင်မှကြာတယ်ပေါ့နော်ဒါပေမဲ့အခုတည်းကြည့်နေတဲ့သူလေးတွေနဲ့ပတ်သက်ပြီးတော့သူ့ရင်ထဲမှာတော့ခန်းစားချက်တော့ဒီမှာမတွေးရဘူးပေါ့နော်အဲသူတခြားတရားကိုရေးချက်တော့မယ်ဆိုတဲ့ပုံစံမျိုးလေးတွေးရတယ် ဲ့တော့ကြောင့်လည်းသူအနာကကြီးတစ်ခုလုံးကပြောမယ်ပျော်ရှင်ရလိမ့်မယ်ဆိုပြီးတော့မှသူသူနဲ့ live ဖက်ညီတဲ့သူလေးတရားပေါ့နော်ဟိုဟာတစ်ခုလုံးဒီရှောင်းလန်းဖို့အတွက်သူနဲ့အတူတူဘေးကနေပြီးတော့မှအတူရှင်ပြီးတော့ရက်တိပြေးနိုင်တဲ့သူမျိုးလေးတရားကိုသူရွေးချယ်တော့မယ်ဆိုပြီးတော့သူတွေးနေရမျိုးလေးရွေးချယ်နိုင်တဲ့အခြေအနေရောက်နေပြီပေါ့နော်အဲ့လိုလူမျိုးတရားနဲ့လည်းစုံစည်းဖို့အတွက်သူစိတ်ကူးထားတာမျိုးမကြခင်မှာပြန်အဲ့လိုလူမျိုးနဲ့ပြန်ပြီးတော့ sorry အဲ့လိုအဲ့လိုလူတရားကိုရွေးချယ်တော့မယ်ဆိုတော့အနန်ကြီးပေါ့နော်အဲ့လိုစိတ် ခန်းစားချက်လေးရနေရပါတော့ဒီကူသူတို့ကိုကြည့်ထားရရွေးထားရသူလေးတွေအတွက်ဟုတ်ကဲ့ပါဒါလေးရတဲ့ခွေသူလေးတွေဝေထားရသူတွေအတွက်အဖြစ်လေးပဲဖြစ်ပါလေရှင်အဆုံးထိကျေးဇူးပေးကြတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေပြင်ကြပါစေရှင်မိမိချစ်ခင်ရတဲ့သူလေးတွေနဲ့လည်းပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်